ဒူရင်သည်ဝယ်မစားနိုင်တဲ့သူတွေအတွက်ဒူရင်သည်စစ်တုဒေတာတင်းတထောင်ပိုးကျွေးခဲ့ပြန်တဲ့ပိုးကြပြုခင်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လင်စင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒူရင်သည်ဆိုတာကတော့ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါတယ်တချို့တွေကတော့အနံပြင်းလုံးနဲ့ဒူရင်သည်ကိုမကြိုက်ကြပါဘူးဒါပေမဲ့ဒူရင်သည်ကိုကြိုက်ကြတဲ့သူတွေအတွက်တော့ဒူရင်သည်ဆိုတာကနတ်သုတ်တာနဲ့တောင်မလဲနိုင်တဲ့အရာပါ အထူးသဖြင့်တော့ဒူရင်သည်အနံပြင်းပြင်းချွတ်ချွတ်မွတ်မွေလေးတစ်စိမ့်လောက်စားလိုက်ရရင်အာကပါဇက်လူဖြစ်ကျိုးနဲ့တယ်လို့တောင်ဆိုကြပါတယ်။ဒါပေမဲ့လည်းလူတော်တော်များများဟာဒူရင်သည်ကိုဝယ်မစားနိုင်ကြပါဘူး။ဒူရင်သည်တလုံးကိုဈေးကတိမ်းတောင်းချွေနေရကြောင်းတာမန်စင်ရဲ့သားလူဒန်းစားရိအတွက်တော့မှားစားဖို့တဲ့အခက်ခဲရှိပါတယ်။အခုခါမှာတော့တရုတ်ဆောင်မင်းသမီးလေးပိုးကြဖြူခင်ကသူမရဲ့ရတနာပီကေတွန်းဆိုင်ကိုလာတဲ့သူတွေကိုဒူရင်သည်စတုတီသာတိမ်းတထောင်ဖို့ကြွေးသွားမယ်လို့ဆိုပါတယ်။ အားလုံးသိကြတဲ့ဒန်တေးဥဆောင်မင်းသမီးဘိုးကြပြုခင်ဟာတထေးကြီးပီကေထွန်းနဲ့လက်ထက်အပြင်မှာအလူအတန်းတွေမျိုးစုံကိုပြုလုပ်နေရပါအထူးသဖြင့်တထေးမကြီးဘိုးကြပြုခင်ကပရိုက်တာစတုတီတာတွေကိုပုံစံမျိုးစုံနဲ့လူတန်းနေပါတယ်ဘိုးကြပြုခင်ဟာနေရင်ထိုင်ရင်နဲ့လည်းစတုတီတာကျွေးတယ်လို့မြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်တိုင်းမှာလည်းရှေ့ဆုံးကနေကူညီလူတန်းနေရတူပါ ဘိုးကြပြုခင်တဲ့ပြည်ကတော်တို့ကမနှစ်ကရေပေးမှလဲတိုင်ကန်လူတန်းခဲ့တယ်လို့အခုကြလောငလင်ပေးမှလဲစရိတိတာအလူတွေများစွာကိုလူတန်းခဲ့ရဖြစ်ပါတယ်။ဒါအပြင်အခုခါမှာဘိုးကြပြုခင်ကဒွေရင်တီစသုတိတာအလူကျွေးမယ်လို့ပြောခဲ့ပြန်တာဖြစ်ပါတယ်။ဒါကြောင့်လဲပြည်သက်တွေကဘိုးကြပြုခင်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။ ဗီဒီယိုအစမှာပြောခဲ့သလိုပဲဒူရင်သီးဆိုတာကယာတီပေါ်သီးနှံဖြစ်တယ်လို့လူတိုင်းလည်းမစားသုံးနိုင်ပါဘူး။ဒါကြောင့်မလို့ပိုးကြပြုတ်ခင်နေပီကေထွန်းတို့ဇနီးမောင်နှံကဒူရင်သီးတွေကိုဝယ်မစားနိုင်တဲ့သူတွေအတွက်စတုတီတာကျွေးတော့မှာဖြစ်ပါတယ်။ဒါအပြင်ဒူရင်သီးစတုတီတာကျွေးတဲ့နေရာမှာစနစ်တကျပလတ်စတစ်ဘူးလေးတွေနဲ့ကျွေးသွားမယ်လို့ပိုးကြပြုတ်ခင်ကပြောခဲ့ပါတယ်။တကယ်ဆိုရင်ဒူရင်သီးစတုတီတာနဲ့ပတ်သက်လို့ပိုးကြပြုတ်ခင်မှာမနေ့ကပြင်းပြင်းထန်ထန်ဝေဖန်ခံရတာတွေရှိခဲ့ပါတယ်။အဲ့ဒါကတော့ပိုးကြပြုတ်ခင်ကဒူရင်သီးတွေကိုဝေပေးရမှာလူ ကြရကြတဲ့ဒူရင်သည်ဆူဆူတဲ့လူတွေပေါက်လဲကြတဲ့လူတွေတိုးဝှေ့ပြီးတော့မရလိုက်တဲ့သူတွေကလည်းရှိပါတယ်။ဒါကြောင့်အခုနှစ်မှာတော့ဒူရင်သည်စတုတ္တိတာကိုပိုးကြပြုတ်ခင်တဲ့ပေကေထွန်းတို့ဟာမနစ်ကလိုမျိုးစီးမရှိကမ်းမရှိမဝေတော့ဘဲနဲ့စနစ်တကျပလတ်စတစ်ဘူးလေးတွေနဲ့လူတန်းသွားမယ်လို့သိရပါတယ်။လူတန်းမဲ့ဒူရင်သည်တွေကလည်းမနစ်ကလိုပြည်တွင်အလုံးမဟုတ်တော့ဘဲဈေးကြီးပြီးတော့တော်ယုံတန်ယုံလူတွေဝယ်မစားနိုင်နဲ့။ဝစ်ထောင်းဒူရင်သည်တွေကိုကျွေးသွားမှဖြစ်ကြောင်းလည်းသိရပါတယ်။ဒူရင်သည်စတုတ္တိတာကိုပိုးကြပြုတ်ခင်တို့ရဲ့ယန္တနာပေကေထွန်းဆိုင် ဖွင့်ပွဲမှာကျွေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ဘိုးချပြည်ကင်တို့ရဲ့ယရနာပီကေထုံးဆိုင်ကငလင်ဘေးကြီးပြည်ကလေးကပိတ်သိမ်းထားရတာဖြစ်ပြီးတော့တလခွဲကြာမှသာပြန်လည်ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ဒီလိုမျိုးဆိုင်ဖွင့်ပွဲအထင်အမှတ်အနေနဲ့ဆွေတွေ့တီတာတွေကျွေးမွေးသွားမှာဖြစ်ကြောင်းသိရတာပါ။ပိုးချပြုခင်ကအခုချိန်မှာသူမရဲ့ဒုတိယမြောက်ရှင်သွေးလေးကိုကိုဝင်လဲထားရတာဖြစ်ပြီးတော့အခုချိန်မှာတော့သားလေးကိုအဆင်ပြေပြေမွေးဖွားနိုင်ဖို့အတွက်စတုတ္ထိတာတွေကျွေးမွေးကအလူတန်းတွေကိုဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ် ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒူရင်သီးစတုတီတာကျွေးသွားမဲ့ပိုးကြဖြူခင်တို့ဇနီးမောင်နှံပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။